Facebook ရဲ့နောက်ဆုံး update version အတိတ်မှာကိုယ့်ရဲ့ပုံနဲ့တခြင်းနဲ့တွဲပြီးတော့ post တွေနဲ့နှီးကိုပြပြပေးမှာဖြစ်ပါတယ်။ပထမအောင်ဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ဖုန်းထိပ်က Facebook ထိပ်ကိုဝင်သွားလိုက်ပါ။ post တွေနဲ့နေရာလေးကိုနှိပ်လိုက်ပါ။ ကဲတကယ်လို့မိတ်ဆွေတို့ရဲ့လက်ရှိ Facebook version ဟာဒီလိုလေးပုံမနေဘူးဆိုလို့ရှိရင်တော့ Play Store ထဲမှာတွားပြီးတော့နောက်ဆုံး update version ဖြစ်သွားအောင် update တွားပြီးတော့ယူလိုက်ပါဒီကတော့ကျွန်တော်တို့ Facebook ထဲဝင်လိုက်ရင် post တင်ဖို့အတွက်နှိပ်လိုက်တာနဲ့ဒီလိုပုံစံလေးပေါ်လာမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ပုံနဲ့တချင်နဲ့တွဲပြီးတော့ post တင်မယ်ဆိုလို့ရှိရင်တော့အောင်းနာလေးက gallery ထဲကိုနှိပ်လိုက်မယ်။တချင်နဲ့တွဲတင်မယ့်ပုံကိုယူလိုက်ပါ ုံကြီးပြီးသွားပြီဆိုလို့ရှိရင်တော့ music တချင်းနေရာမှာတချင်းနေလိုက်ပါပြီးတော့ဒီနေရာမှာကျွန်တော်တို့ပုံနဲ့တွဲမဲ့တချင်းကိုရိုက်ရှာလိုက်ပါ success bar မှာနေပြီးတော့ရိုက်ရှာလို့လည်းရပါတယ်အခုကျွန်တော်ကတော့ရိုက်မရှာတော့ဘူးเนาะလွန်နေဆိုတဲ့ဒီတချင်းလေးကိုတချင်းနှိပ်ပြီးတော့ယူလိုက်မယ်။ပြီးတော့တော့အပေါ်နားလေးကအတန်းကိုနှိပ်လိုက်ပါ။ခုစနေရာမှာတချင်းနှိပ်လိုက်ပါ။ ကြည်ရာဆိုရှင်တော့ကျွန်တော်တို့ post တင်တာရောက်သွားဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးပဲအဆင်ပြေပါစေခင်ဗျာ